မြမနိုင်ငံရေးအတွေးခေါ်အပိုင်း3ဥပဒေစည်းကမ်းနဲ့အညီအုပ်ချုပ်တဲ့စနစ်ရှိဖို့လိုတယ်ဆိုတာကို19ရာစုအလယ်ပိုင်းမင်းတို့မင်းလက်ထက်ရောက်မှသဘောပေါက်လာကြပြီမြင်တရားဥပဒေအရအုပ်ချုပ်ရမယ်ဆိုတာကိုဗမာမင်းက နားလေတာမဟုတ်ပါဘူးမင်းတို့မင်းရဲ့တမိတော်နှစ်ဦးရဲ့ရည်စားဖြစ်သူတမန်ရက်သားနှစ်ဦးကိုတည်တံပေးလိုက်တဲ့ကိစ္စဟာထင်ရှားတဲ့တာတကာပဲလို့ဆိုပါတယ်ဒီလိုမင်းမျိုးမင်းနွယ်နဲ့ ချစ်ကြိုက်တဲ့အမှုမှာကြက်ငွေ400ကနေ1000ထိသာဒဏ်ရိုက်နိုင်တယ်လို့ဓမ္မသက်ကျမ်းဒီမှာပေါ်ပြထားပေမဲ့တည်တံချခံရတာဟာဓမ္မသက်ကျမ်းဒီကိုရောဒလိထုံးစံဥပဒေတွေကိုရောဘယူးမဆိုင်တာထင်ရှားပါတယ်မြင့်မှုရန်တွေကလည်းအာဂတိလိုက်စားပြီးအာနာအလွဲသုံးစားလုပ်ရမှာနမဲကြီးပါတယ်မြို့ဝင်အစ်စ်လောက်ရှိရင်ကိုထင်ရှားဆိုင်တတ်ပါတယ်ဒါကြောင့်လည်း မင်းဆိုးမှန်သမျှရှောင်ခွင်းကြသမင်းတော်မစားခြင်းဘူးလို့ဥပုံညာကစာချိုးထားတာပါပဲမင်းတို့မင်းလက်ထက်နန်းတွင်လှုပ်ကြံမှုမှာအခါပေးလို့အသက်ခံရတဲ့ဥပုံညာကိုမြောက်မြို့ဝန်ဥတာအိုးကထိမ့်သိမ်းထားရပါတယ်ဒီလိုထိမ့်သိမ်းထားတော့ခွင့်ပြုချက်မရှိဘဲဥတာအိုးကဥပုံညာကိုတတ်ပြစ်လိုက်ပါတယ်ဒီအကြောင်းကိုမင်းတို့မင်းကြားရတော့ လူကိုခွေးကတက်လိုက်ပြီလို့ပြောတာဟာတမိုင်းဝင်သွားတာတယ်အခုခေတ်မှာတော့ခွေးတက်လို့တည်တဲ့သူတွေအများကြီးရှိနေပါတယ်ဇန်မျိုးငါးပါးထဲမှာအုတ်ချုပ်မင်းလို့သူကိုထည့်ထားပေမဲ့အာနာကိုအချုပ်ချဲအကန့်အသတ်ထားနိုင်တာဟာမကောင်းမှုအလုံးရဲ့အရင်းမြစ်ဖြစ်ကြောင်းမြမလူဖွဲ့စည်းကသဘောပေါက်တာမဟုတ်ပါဘူးတဲ့တရားဥပဒေလုံထုံးလုံကြီးအတိုင်းအုတ်ချုပ်တဲ့ မင်းနဲ့ချင်ရလောက်တတ်တဲ့မင်းစိုးမင်းညစ်ကို ခွဲခြားသိမြင်နိုင်စွမ်းမရှိဘူးလို့ဆိုပါတယ်။အတင်းအဓမ္မအနိုင်ကျင့်သူဖြစ် မင်းကိုအမြဲတမ်းကြောက်ရွံ့နေကြရပါတယ်။အစိုးရမင်းကလည်းတိုင်းသူပြည်သားကိုမကြောက်ကြောက်အောင်ခြောက်လှန်ပြီးအုပ်ချုပ်ပါတယ်။မင်းအနာကို မလွန်ဆန်းခြင်းသူတွေဟာ လူစိုးကိုင်းထောင်ပြီးတောက်ခုပြီးတောင်းကြမ်းကြပါတယ်။ဒါကြောင့် ဖိနှိပ်တဲ့အစိုးရမင်းနဲ့လူဆိုးတမျှတွေကြားမှာတမန်ပြည်သူတွေဟာဘဝရှင်သန်နိုင်အောင်ကြိုးပမ်းနေကြရပါတယ်။ဒီလိုဘဝပေးအခြေအနေတွေကြောင့်ဗမာပြည်ဟာကံကိုယုံကြည်ရတဲ့လိရှင်သန်လာလားလို့ဆရာမမောင်ကြီးကယူဆပါတယ်။ပြင်းထန်စွာအပြစ်ပေးပြီးရရဆက်ဆက်ဖိနှိပ်တဲ့နီလန်းကိုတုံးတာဟာလုံယိုးလှုပ်စင်အလုပ်လိုဖြစ်နေတာမို့ ဒီလိုလောက်တာကိုမှားတယ်လို့အမမင်းကအမြင်ပါဘူးဒါကြောင့်လဲမင်းမင်းနဲ့လှုပ်ခင်းအောင်ယာစတောဝါဆိုပြီးပရိတ်ကြီးညိတန်းပါဠိတော်မှာလက်တွေကိုပန်ချားခဲ့တာဖြစ်ပါတယ်မင်းနဲ့မင်းမူရန်ကို နေရမရွေးအချိန်မရွေးကြောက်ရွံ့နေရတာကိုမင်းတို့မျက်ဆောင်အကြောင်းမရွေးဘူးဆိုတဲ့စကားကတက်တည်ပြနေပါတယ်အမမင်းဟာ ကောင်းကျိုးပေးတာ မြဲပြီးစိုးကျိုးပေးတာများတဲ့အတွက်မင်းလီမျောလဲမစဲနဲ့ခြေနှချောင်းလဲမကယ်နဲ့ဆိုတဲ့စကားပေါ်လာတာဖြစ်ပါတယ်ဒီလိုယုံကြည်တာကြောင့်နိုင်ငံရေးကိုဗမာတွေတိတ်စိတ်မဝင်စားကြတာလို့ဆိုပါတယ်စကုရာစုနောက်မိုက်မှာဗမာပြည်မှာတဥ္စံပိုင်းဘင်းစနစ် ထွန်းကားပါတယ်အင်္ဂလိပ်ကိုဆစ်ရှုံးတော့မှာပဲဘင်းစနစ်ညီကုန်းချုပ်သွားပါတယ် ဲ့ဒီခေတ်ကတော့ပတ်ဝန်းကျင်တိုင်းပြည်တွေဖြစ်တဲ့အိန္ဒိယတရုတ်နဲ့ထိုင်းနိုင်ငံတွေဟာလည်းဗမာပြည်နဲ့ဗိမသာလိမ္မာပါပဲအတူယူစရာအိန္ဒိယနိုင်ငံမရှိတာကလည်းတပ်ဥစံပိုင်းဘရင်စနစ်တဆိုးရှည်စီတဲ့အချက်တစ်ချက်ပါပဲဗမာမင်းလက်ထက်မှာဘရင်မိသားစုနဲ့မင်းမူရန်ကတစ်ဖက်ပြည်သူ လူထုကတစ်ဖက်လူရန်းသားနှမျိုးသာရှိပါတယ်အနောက်တိုင်းမှာလို့ရှင်မင်းပေါ်ဩဇာညောင်းနိုင်တဲ့တက်တန်းသားမရှိပါဘူး ဒါတွေမကသေးပါဘူးမြို့ကြီးပြကြီးတွေမရှိတဲ့အတွက်အတိုက်ခံလှုပ်ခြင်းသူတွေစုဝေးစရာခိုလုံစရာနေရာမရှိဘဲဖြစ်နေတာကလည်းဘရင်စနစ်ကို အားကောင်းစေပါတယ်ဘရင်ကရိုသေလေးစားတဲ့တန်ဃာတို့တွေရှိပေမဲ့သူတို့ကလော့ဂင်ရေးကိုစိတ်ဝင်စားတာမဟုတ်လို့နိုင်ငံရေးနဲ့ဝေးနေကြပါတယ်ဒါကြောင့်မို့ဗမာမင်းလက်ထက်ကအုတ်ချုပ်သူလူရန်သားဆိုတာဘရင်မိသားစုသားဖြစ်ပါတယ်မူမတ်ဆိုတာကလည်း ဘရင်ကခန့်ထားတဲ့တမန်ရွမ်းစားဖြစ်လို့ဘရင်ကိုပဲမိခိုနေရပါတယ်။ဘရင်သေးတာနဲ့သူခန့်ထားတဲ့ဥမှတ်တွေလည်းအာနာလက်လွတ်ဖြစ်ကုန်တာများပါတယ်။ဘရင်လိုကိုဆန့်ကျင်ပြောဆိုတဲ့အမှုရန်ဆိုလာမရှိတဲ့တော့ဖြစ်ပြီးအားလုံးမှန်မှဘရားရီဖြစ်နေပါတယ်။ပညာတဲ့အားလုံးဖုံးကြီးကြောင်းထွက်ဖြစ်နေတာကြောင့်ဘာသာရေးကျန်ငယ်တွေမှာကျွမ်းကျင်ကြပြီမဲ့လောကီရေးရာကိုသိမသိကြပါဘူး။ ဒါကြောင့်တမ်းမီအုတ်ချုပ်ရေးမှာဂျမနာပုံနာတွေရဲ့ဟိန္ဒူအတွေးခေါ်လွှမ်းမိုးနေတာတွေ့ရပါတယ်။ဇာစနိတိကျမ်းကိုဂျမနာပုံနာနှုတ်ကပြုစုတာဖြစ်ပါတယ်။တကယ်တော့လောကနိတိကျမ်းဟာဟိန္ဒူမနုကျမ်းပါ။ဒီကျမ်းကိုမြမသက်ကရ1196ခရစ်သက်ကရ1834ခုနှစ်မှာမဟာအောင်မြေဘုံစံကျောင်းဆရာတော်ဥပုပ်ကမြမဘာသာပြန်ဆိုခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မင်းမူရန်တွေရဲ့နိုင်ငံရေးအမြင်ဆိုတာဟာ အစင်လာကြမ်းကန်တွေ အကန့်အသတ်ပေါင်းအတွင်းမှာရှိနေတဲ့အတွက်တအုပ်စံပိုင်းဘရင်စနစ်ကိုအပြစ်မမြင်နိုင်ကြပါဘူး။ပြီးရင်အာနာကိုဘသူကမှမေးခွန်းမထုတ်ကြပါဘူး။အများလက်ခံထားတဲ့ရိုးရာအစင်လာ အယူအဆပေါင်းကိုဗမာပညာတတ်တွေကမကြော်လွှားနိုင်ပါဘူး။စကူရာစုအစပိုင်းမှာဗမာပြည်ရဲ့လူဦးရေဟာ ၃၄သန်းလောက်သာရှိတယ်လို့ခန့်မှန်းကြပါတယ်။ပြင်ပနဲ့အဆက်အသွယ်နေတာကြောင့်အယူဆအသစ်ဆန်းတစ်ခု ရှင်သန်မှုအခြေအနေမပေးပါဘူး။နေရာတကာမှာဘာသာရေးစိတ်ဝင်ပြက်နဲ့နေရမှုရှိပြီးသားဘာသာရေးအယူဆကိုစန့်ခြင်းပြီးယူဆသစ်ရှာဖွေဖို့ဆိုတာအလွန်ခက်ခဲတဲ့ကိစ္စပါ။တန်ဃာတော်ရီနိုင်ငံရေးကင်းရှင်းတဲ့ဆိုပေမဲ့ဘရင်အာနာကိုတော့ထောက်ခံကြပါတယ်။သာသနာဒါရက်ကဗမာမင်းရဲ့ကုညီထောက်ပံ့မှုကို လက်ခံရယူတဲ့တန်ဃာတွေဟာအခွင့်ဒုကံလူရန်းစားလို့ဖြစ်လာပါတယ်။ဗမာမင်းလက်ထက်ကပညာရေးတိုးတက်မှုဆိုတာဟာဗုဒ္ဓဘာသာကျမ်းဂန်တွေကိုဗမာပြန်ဆိုပြီးအနတ်တိပယ်ဖွင့်ဆိုတာပဲဖြစ်ပါတယ်။လက်ရှိဘဝကိုခွဲခြမ်းစိတ်ဖြာပြီးဝေဖန်စမ်းစစ်တဲ့ပညာရေးမဟုတ်ပါဘူး။ဘရင်မင်းမြတ်ရဲ့အမိန့်ကိုမဆိုင်မတော့အပြည့်အဝနာခံဖို့ကိုသာမြမစပီနဲ့နန်းတွင်းနဲ့ဆွဲကြံ့ဒီကတိုက်တွန်းကြောင်းပမောက္ခ ဆရာဦးမောင်ကြီးကရေးသားထားပါတယ်ခင်ဗျာ